ပြည်သူများအားလုံးမင်္ဂလာပါ။ဘာဒီနေ့ပဲကိုရောက်ရှိနေရလဲဆိုလို့ရှင်တော့ဒါခြံတက်ထံဗုဒ္ဓသာသနာပြု၅ပါးသီလတသက်လွတ်ចောင်းတော်ကြီးပေါ့နော်။တနည်းအားဖြင့်ဒါဘုံចောင်းကိုရောက်နေရဖြစ်ပါတယ်။အဲတကယ်လဲចောင်းဆောင်ကြီးကအကြီးကြီးပဲ၆တောင်ရှိတာဆိုတော့အထဲမှာဘာတွေလေ့လာလို့ရမလဲ။တို့ရဲ့ဒလိထုံနှင်းနေအဆိုင်ဝန်ဆန်းစရာကောင်းတာတွေဘာရှိမလဲဆိုတာကိုအထဲမှာဘုရားနဲ့တူတူလိုက်ပြီးတော့လေ့လာကြည့်အောင်နော်။ဟုတ်မယ်။ ်ပထမဦးဆုံးဒီဘုံကျောင်းထဲကိုရောက်ပြီဆိုတာနဲ့ဒါအပြုံးနဲ့ပေါ့နော်ကြိုးစုံနေမဲ့အန်ကုံဘဝရုပ်ချိုတွေ့ရမှာဖြစ်ပါတယ်အဲဒီကိုလာကြတဲ့ဘုံကျောင်းကိုလာကြတဲ့ဧည့်သည်တွေဟိုကတော့ကြတဲ့သူတွေကဆိုလို့ရှင်တော့ပေါ့နော်ဒီဘိုးကြီးရဲ့ဒီဖိုက်ကိုပဲဖြစ်ဖြစ်အဲဒီနေရာပဲဖြစ်အဲ့လိုပေါ့နော်ပိုလိုခြင်းနဲ့စုလေးကိုပုတ်ပြီးတော့ဆူတောင်းကြရပေါ့နော်အဲဓမ္မဆိုလို့ရှင်လည်းဒါချမ်းသာဒုက္ခရပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့မိုက်ကလေးကိုပုတ်ပြီးဆူတောင်းကြရတယ်အဲချိုးကြရလဲဒါစီးပွားလဲလာပါတွေဝင်ပါစေဆိုပြီးတော့ဒီနေရာလေးကိုပုတ်ပြီးတော့ဆူတောင်းကြရတယ် အဲဒီအပေါ်မှာတွေ့ရတဲ့ဒီမမွန်သီးတွေကကြတော့ဒါအသက်ရှင်ပါသေးဆိုရည်ရွယ်ချက်ပေါ့နော်နောက်ပြီးတော့ဒီနေရာလေးကကြတော့ဒါအာလိုအင်ဆန္ဒတွေပြည့်ပါသေးပေါ့နော်အိဆာတရာစုဘူးလို့ပြောရမှာပေါ့နော်အဲဒီကနေပြီးတော့လိုတိုင်းတရပါသေးဆိုပြီးတော့လေဒီနေရာလေးကိုပုံပြီးစုတောင်းကြရရှိရဲ့ပြောဒီဘုံเจ้าမှာဆိုလို့ရှိရင်ဗောဓာတို့ဖနက်စည်းခွင့်ပေးထားတယ်။ဘာဖြစ်လဲဆိုတော့ဒီမှာအန်ကုံပူပူကြီးဒီရုံးတူငါကိုဖနက်ဆင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လားဗောဓာတို့လည်းဒီမှာအဲလာလေးလာတဲ့လူပဲဖြစ်ဖြစ်လာပြီးတော့ဂါရဝပြည့်တဲ့လူပဲဖြစ်ဖြစ်ကဘုံเจ้าအကုန်လုံးကိုဖနက်စည်းလို့ရတယ်။ အဲဒါသူကပေါ့နော်လာပြီးကတော့တဲ့သူတွေအတွက်ကျမ်းမာရေးအတွက်ကိုလည်းဒါအာရည်ရွယ်ပြီးတော့လောက်တာလည်းဖြစ်တယ်ပေါ့နော်ဘာလို့ဆိုကြွေပြားတွေခင်းတာဖြစ်တယ်ကျွန်တော်ချိုးကြတော့ဒီအေးအေးတောင်မခံနိုင်နိုင်လည်းရှိတယ်တဲ့ဒါတော့ဝစ်ပြူဆူတောင်းတဲ့နေရာပေါ့နော်အပေါ်မှာလည်းဝစ်ပြူဆူတောင်းတဲ့နေရာနောက်တစ်ခုရှိသေးတယ်ဒီနေရာကတော့ဒါနေကအမြင့်မတက်နိုင်တဲ့သူတွေဘာတွေအတွက်ဆိုတော့ဒီနေရာမှာပဲဆူတောင်းရတာပေါ့ဆိုတော့ဒီရုပ်တုလေးတွေကြောင့်နည်းနည်းရှင်းပြမယ်ဘာဆိုလို့ရှိရင်ခေါလမမြတ်စွာဘုရားရှိမယ်အဲဒါကတော့ဒါအန်ကုန်းဘူဘိုးကြီးရှိမယ်ပေါ့နော် နှစ်ခုစလုံးကဒါတရားကျင့်ပြီးတော့တရားအောင်မြင်သွားတဲ့သူတွေပဲအဲဘယ်လိုလမ်းစဉ်နဲ့ပဲတရားကျင့်ကျင့်ပါတော့နောက်ဆုံးမှာတော့ဒါတရားကိုရသွားမယ်တကယ်အေးချမ်းမှုစစ်ကိုရှာတွေ့သွားမယ်ဆိုလို့ရှိရင်ကောင်းမွန်တဲ့အရာတစ်ခုဖြစ်သွားတာပဲလေနော်အဲ့အဲ့ဟာရည်ရွယ်ချက်အနေနဲ့ပဲဒီလိုမျိုးလေးအဲလှုပ်ထားတာဖြစ်တယ်လို့ဆရာရှင်းပြရယ်ပေါ့နော်ဟိုတော့ ဒီကတော့ဒါကွမ်ကုန်းစစ်သူကြီးရဲ့ရုပ်တုပေါ့နော်အဲဒီရုပ်တုရဲ့ရည်ရွယ်ချက်ကဆိုလို့ရှင်တော့ဒါဒီစစ်သူကြီးကတမတ်တမတ်ကြရတယ်မကောင်းတာတွေကိုမလုပ်ဘူးဆိုတဲ့ဟာမျိုးကိုရည်ရွယ်ပေါ့နော်ဒီကွမ်ကုန်းစစ်သူကြီးရဲ့ဒါမျက်နှာနီးနီးရဲရဲကြီးကိုမြင်လိုက်တာနဲ့ဒါမကောင်းမှုတွေကိုမလုပ်ရဲအောင်လို့အဲတာစီပေးနိုင်တယ်ပြီးွားလို့ရှင်ဒါဘေးရန်တွေရဲ့အမျိုးမျိုးကနေပြီးတော့လဲကာကွယ်ပေးနိုင် ဖို့အတွက်ကိုဒီယုတ်တုကိုဒါထားထားဖြစ်ပါတယ်။ဒီယုတ်တုကတော့ဒါတယုတ်လို့ခေါ်မယ်ဆိုလို့ရှင် တော့ရွှေရင်လူကျူးလို့ခေါ်တယ်။ဒါမြန်မာလိုဆိုရင်တော့ဒါသမားတော်ကြီးပေါ့နော်။ဒီယုတ်တုကဆိုလို့ရှင်လဲဒါလူတွေကိုကျမ်းမာရေးကောင်းမွန်စေဖို့အဲဘေးပြာရေးဝေးကွာစေဖို့အတွက်ပေါ့နော်ဒီယုတ်တုထထားဖြစ်ပါတယ်ဒီတမားတော်ကြီးอ่ะဆိုလို့ရှိရင်လေလူတွေကိုပရာဟိတလိုက်ကူညီရင်းနဲ့အဆေးကုပင်းရနေပြီးတော့ဒါတရားအောင်သွားတဲ့တမားတော်ကြီးပေါ့နော်ကဲခုတော့ဒါကွန်ယေမေရိုစီမာပေါ့နော်ဘုရားစာချမှာပေါ့ တခါမှတော့မလုပ်ဘူးအဲ့တော့နည်းနည်းဘယ်လိုဟွာဖြစ်မလဲတော့သိနံပါတ်နှစ်ဂျူကောင်းတိုင်ထက်ကိန်းနော်ရေးကောင်းမယ်ကိုရင်ဆောင်တော့အဲ့ကောင်းပါရဲ့ဆိုတော့ဒါကန်စာတာအရတော့ကောင်းနေကောင်းနေဘက်ကိုသွားနေအောင်เนาะဆိုတော့ဒါကောင်းတာတွေပဲဆက်ပြီးတော့လောက်အောင်ပါပေါ့ အဲ့ဒါဆိုလို့ရှင်တော့ဒါဆူတောင်းပြီးတော့ဒီထက်မှတော့ဗရာကွန်မဲရစီမှာလည်းစာချဆူတောင်းတာလည်းလုပ်ပြီးသွားပြီဆိုတာနောက်ထပ်တစ်ထပ်ကိုသွားပြီးတော့လေ့လာကြည့်အောင်ဒီအထက်ကတော့ဒါတရုတ်စာသင်တဲ့သင်တန်း ွင့်တဲ့နေရာပေါ့ဒီဖုံချောင်းမှာဆိုလို့ရှိရင်ကတော့တရုတ်စာတင်နေတင်နေနေရှိတယ်ပြီးရင်ဒါဘာသာပြန်ပေါ့နော်ဘာသာပြန်လည်းတင်တယ်ပေါ့လုံးလုံးဆယ်မှာတော့တနင်္လာနေ့ပြီးတော့တောက်ကြဖွင့်တဲ့ကျောင်းကတော့ပိတ်ထားတယ်စနေသမီးနေတင်နေမှရှိသေးတယ်ပေါ့နော်ဆိုတော့ဒါစာတင်ခန်းလေးနေလိုက်စီရဒါ confusion ရဲ့ပေါ့အာတင်နေတဲ့နဲ့ကလေးတွေလက်ရနေပေါ့ဘဝနောက်မှာလည်းပြိုင်ပွဲတွေလုပ်ထားတယ်လို့ပြောတယ်ဆိုတော့သွားကြည့်ကြည့်မယ်အဲ့ကလေးတွေကိုလည်းပကြီးပြိုင်ပွဲလုပ်ပေးထားတယ်ထင်တယ်။ကလေးတွေလက်ရည်လေးပေါ့နော်ချစ်စရာလေး သူတို့တွင်းနဲ့သူတို့ဆွဲထားရတယ်ပေါ့ဒီထက်ကတော့ဒါဘိုးဘွားတွေကြောတဲ့နေရာပေါ့နော်အဲဘလို့ဘိုးဘွားတွေကိုကြောလဲဆိုလို့ရှင်တော့ဒါသာသနာပြန်ပွားအောင်လို့ဒါပြုလုပ်ခဲ့တဲ့ဆောင်ရွက်ခဲ့ကြတဲ့ဘိုးဘွားတွေကိုခါရဝထားတဲ့အနေနဲ့ဂုံပြုတဲ့အနေနဲ့ဒါသူတို့ရဲ့နာမည်လေးတွေကိုခပီးထိုးပြီးတော့ကြောကြရပေါ့နော်ဒါအပြင်မှာဒါအဲကိုယ့်ရဲ့ဘိုးဘွားအစဉ်အဆက်ကိုလည်းဒါရည်မှန်းပြီးတော့ခါရဝပြုကြတယ်အဲကြောကြရတဲ့နေရာလေးပေါ့နော်ဒါမှပြီးရင်တော့ဆူတောင်းကြရတဲ့နေရာလေးပေါ့ ီအလွှားကြတော့ဒါဝိပုစုတောင်းတဲ့နေရာပေါ့နော်။ဒါတဘာဝမိခင်စီမှာအကယ်၍ကို့မှာအပြစ်တွေရှိလို့ရှိရင်ဒါဝင်ချတောင်းမှန်တာမျိုးတွေအဲဆုတောင်းတာမျိုးတွေဒီနေရာမှာလောက်ကြရပေါ့။ဆိုတော့ဒီနေရာမှာရှိတဲ့ဒါအတိတ်ပဲလေးကိုနည်းနည်းတော့ရှင်းပြမယ်။ ဲဒါအပေါ်ဆုံးမြင်ရတဲ့ဒီစလုံးလေးကတော့ဒါတရုတ်လိုခေါ်မယ်ဆိုရင်တော့မူစုလို့ခေါ်မယ်ပေါ့နော်အဲ့လိုတော့ပြောရဲအတန်ထွက်မှားရင်လည်းတောက်မှမှားရဲဒီစလုံးကဆိုလို့ရှိရင်ဒါမိခင်မြတ်တာဟိုအဲရည်ညွှန်းတယ်လို့တော့ဒါပြောရဲပေါ့ဒီတခန်းလုံးကမြစ်တာတရားတွေကုညီဖေးမမှုတွေနဲ့ဒါခြုံလွှမ်းနေတဲ့ခန်းလို့ပြောလို့ရတယ်။အာဒါဒီစလုံးကိုဘာဖြစ်လို့ဒီမှာထားထားရလဲဆိုလို့ရှင်တော့အဲနေတိုင်းဝင်းပြူစူတောင်းတဲ့အခါတိုင်းမှာပေါ့နော်မြစ်တာတရားကိုအမြဲတမ်းသိယူနိုင်အောင်လို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ထားထားတာလို့တော့ဒါရှင်းပြကြရတယ်ပေါ့။ အဲဘွားတို့တည်ကြရပေါ့ဒီအန်ကုန်မူမူကြီးရုပ်တုဆိုလို့ရှိရင်လည်းဒါတခုချင်းစီမှာဒါသူ့ရဲ့လေးနက်တဲ့အဓိပ္ပာယ်လေးရှိရပေါ့ဒါပထမဆုံးအနေနဲ့ဆိုလို့ရှိရင်ဒါပြုံးနေတာကဒါဒီပြုံးနေအပြုံးမှာလည်းဖြူစင်တဲ့ခလေးတယောက်လိုဖြူစင်တဲ့အပြုံးမျိုးကိုအဲဒါပေါ်ထားတာကိုတွေ့ရတယ်ဒါကြောင့်လည်းလူတွေမြန်မြန်ပြုံးနေဖို့အဲစိတ်လွတ်လွတ်လပ်ရှိစေဖို့ဆိုရင်ဒါရည်ရွယ်ချက်အဲအဲ့သဘောကိုစောင့်နေပေါ့နော်အဲဒါပြီးလို့ရှိရင်တော့ဒါလဲမှာဆွဲထားတဲ့ပဒီး ဒီမှာရှိတဲ့ဒီစလုံးပေါ့နော်အဲ့စလုံးကဆိုလို့ရှိရင်ဒါတရုတ်လိုကမသိပေမဲ့ဒါမြန်မာလိုဆိုရင်ဒါမေတ္တာတရားတရားသဘောကိုစောင့်နေပေါ့နော်ဒါလည်းဆိုတော့ဒီတရားကိုရင်ဝဲမှာပိုက်ထားပြီးတော့နေတယ်ဆိုရင်ဒါအတိတ်ပဲကိုရတယ်အပြီးသွားရင်တော့ဒါလက်မှာဂဒီကင်ထားတာကလည်းဒါတရားသဘောကိုဆွဲဆွဲမြဲမြဲကင်ထားတယ်ဆိုတော့ဒါအယူဝဲချက်ကိုပေါ်ညွန်းတယ်လို့တော့ဒါဆရာတွေကရှင်းပြတယ်ပြီးတော့ရင်တော့ဒါအန်ကုန်မူမူရဲ့သင်ငန်းဟာဆိုလို့ရှိရင်လေတဝက်ပဲခြုံထားတယ်တဝက်ကအောက်ကိုကျနေတယ်ဆိုတော့ကဒါသူက တရားကျင့်တယ်ဒါပေမဲ့လွတ်လပ်စွာကျင့်တာဟိုချုပ်တီးမှုတွေကျင်းကျက်မှုတွေမရှိသေးပဲနဲ့ပေါ့နော်လွတ်လွတ်လပ်လပ်တရားကိုရှာဖွေတယ်တရားကိုအကျင့်ကြံတယ်ဆိုတော့ရည်ရွယ်ချက်နဲ့ဒီလိုမျိုးထုလုပ်တာဖြစ်တယ်ပေါ့နော် ပြီးတော့ဒီဟာလေးတွေကကြတော့ဒါကကြတော့ဒါညံအလင်းကိုခေါ်ဆောင်တာဖြစ်တယ်ဒါကတော့မျက်စိနှလုံးပေါ့နော်ဆိုတော့ဆိုလို့အတိတ်ပဲကကြတော့ဒါမျက်စိနဲ့ မြင်သမျှကိုညံအနည်းကနေပြီးတော့ဒါတွေးခေါ်စဉ်းစားနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အာဒီဒီလိုမျိုးလေးထပ်ထားပါဘောနော်ဒီဘက်ကကျတော့ဒါနေနေရဲ့အလင်းလို့ကိုစားပြုမယ်ပေါ့နော်သူတို့ရဲ့အတိတ်ပဲကကြတော့နေရဲ့အလင်းကဆက်ကြဝလာတစ်ခုလုံးလောကတစ်ခုလုံးကိုဒါအလင်းပေးနိုင်တဲ့လိုမျိုးပဲကိုအကြောင်းပေါ့နော်လောအဲလောကကိုကောင်းကျိုးပြုနိုင်အောင်လောကကောင်းကျိုးကိုပေါ့နော်ဆောင်ရွက်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒါအဲထပ်ထားတာဖြစ်တယ်ဆိုတော့ဒါနေအလင်းပေါ့နော်ဒီကတော့ဒါလရဲ့အေဂျင်ချင်း နာမင်းကဒါလောကတစ်ခုလုံးကိုဒါစစ်ကြောလာတစ်ခုလုံးအေဂျင့်မှုတွေပေးနိုင်တယ်လို့မျိုးပဲဒါကိုကြောင့်လဲပေါ့နော်ဒါလောကကိုအေဂျင့်အောင်အဲမေတ္တာတရားတွေပေးနိုင်မှုအတွက်ကိုလည်းရည်ရွယ်ပြီးတော့ဒါတခါတဲ့အဲဒီလိုမျိုးဝိပုစုတောင်းတဲ့နေရာမှာထားထားတာဖြစ်တယ်ဒီចောင်းဆောင်ကြီးရဲ့ဒါအပေါ်ဆုံးထပ်ပေါ့ဒီနေရာကတော့အဲဒီအလွန်မှာတော့ဒါဟော့ပြော့ဝဲတွေဆွေးနွေးဝဲတွေလောက်တာများတယ်အဲဘလို့အကြောင်းရရင်လဲဆိုလို့ရှင်တော့ဒါသဘာဝသစ္စာတရားအကြောင်းအောင်သိဖို့ အပြင်တက်တက်လို့ဘာလို့စားရတယ်မေတ္တာဘလို့ထားရမလဲဆိုတဲ့အကြောင်းအရာတွေဒါအာဆွေးနွေးတယ်အမြဲမပြတ်ဒါဟောပြောတယ်ပေါ့နော်သိရှိနေအောင်လို့ဒါသင်တန်းသားတွေပုံမှာပေါ့လောလောဆယ်ကတော့ဒါသင်တန်းကပိတ်ထားတဲ့အကြောင်းမလို့အာလောလောဆယ်မှာတော့ဟောပြောပွဲတွေကတော့မရှိနေသေးဘူးပေါ့နော်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်အဲဒီနေ့ဗီဒီယိုလေးကတော့ခြံတက်ထံငါးပါးသီလတက်တက်လို့ဖျားเจ้าတော်ကြီးအကြောင်းကိုဒါဘုဟုသုဒရရပွဲအနေနဲ့တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ရှင်